ထမြောက်ရခြင်းခန်းကြီးခုနှစ်ထာဝရဘုရားကလည်းတို့ဖြစ်၍တင့်ကို ဖာရောဘရင်ဤဖျားအရာ၌ငါခန့်ထား၏တင်းအကိုအာယုံသည်တင်းဤပရိုဖက်ဖြစ်ရလိမ့်မည်ငါမိန့်တော်မူသည်မတို့ကိုတင်းသည် ပြန်ပြောရမည် ဖာရောဘရင်သည်ဤတေလအမျိုးသားတို့ကိုမိမိပြေမှလွှတ်လိုက်ရမည်အကြောင်းကိုတင်းဤအကိုအာယုံသည် သူ့ထံ၌ရှောက်ရမည် ငါဒီတဲ့ဖာရောမီဤနှလုံးကို ခိုင်မာစေ၍အေဂုတ်တို့ပြည်၌ငါဤနမိတ်လက္ခဏာအံ့ပွေသော အမှုတို့ကို များပြားစေသို့တော်လည်းဖာရောမင်းသည်တင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်ငါဒီလေငါလက်ကိုအေဂုတ်တို့ပြည်အပေါ်မှာတင်၍ကြီးစွာသောဒဏ်ခတ်ခြင်းအဖြစ်ငါဤဘောပါများငါဤလူဤတီလအမျိုးသားတို့ကို အေဂုတ်တို့ပြည်မှနှုတ်ဆောင်ပြီးထိုတော့အေဂုတ်တို့ပြည်ပေါ်မှာငါလက်ကိုဆန့်၍ဤတိလအမျိုးသားတို့ကိုသူတို့အထဲမှနှုတ်ဆောင်သောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအေဂုတ်တို့လူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏မောရှေနှင့်အာယုန်တို့ကိုထာဝရဘုရားမိန့်တော်မူသည်မြတ်အတိုင်းပြုကြ၏ဖာရောဘုရင်ထံ၌ရှောက်ကြသောအခါ မောရှိဤအသက်ဒီအနှစ်80ရှိအာယုံဤအသက်ဒီအနှစ်83နှစ်ရှိတပန်ထာရဖျားဒီမောရှိနဲ့အာယုံတို့အားမိတ်တော်မူဒီကဖာရောဘရင်ကတင်းတို့အတွက်ထူဆန်းသောတကူးကို ပြလောဟုဆိုလင်တင်းဤလန်ဒန်ကိုယူ၍ရှေ့တော်၌ချလောဟုအာယုံအားပြောလော လန်ဒန်ဒီလဲမွေဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏မောရှိနှင့်အာယုန်သည်ဖာရောဘုရင်ထံသို့ဝင်၍ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြုသည်ဖြစ်အာယုန်သည်ဖာရောဘုရင်ရှေ့သူ၏ကြိုများရှေ့မှလန်ဒန်ကိုခြား၍မွေဖြစ်လေ၏ထိုအခါဖာရောဘုရင်သည်ပညာရှိများ ပြုစားတတ်သောသူများတို့ကိုခေါ်၍အေဂုတ်တို့အမျိုးဇီဝဆရာတို့သည် ဇီဝအတက်အားဖြင့်ထိုအကူပြုတ်ချင်မိမိတို့ကိုင်သောလှံများကိုချရမွေဖြစ်ကြလေသို့တော်လဲအာယုံဤလှံတန်သည်သူတို့ဤလှံတန်များကိုမြို့လေထာဝရဖျားမိတ်တော်မှုသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့ဤစကားကိုနားမထောင်ပဲနေ၏ထာဝရဖျားကလည်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍ဤသေးလလူတို့ကို မလှုပ်ဘဲနေ၏။နနဲ့အချိန်၌ဖာရောဘုရင်ထံသို့သွားလောသူသည်ရေစိတ်သို့သွားလိမ့်မည်။သူမရောက်မီတင်သည်မိကန်းနာမရက်နေလော။မွေဖြစ်သောလှန်တံကိုလည်းလက်တွင်ကြိုင်လော။ဟေဘဲအမျိုးသားတို့၏ဖယားသခင်ထာဝရဘုရားကငါလူတို့သည်တော၌ငါအာဝိပုမိအကြောင်းသူတို့ကိုလှုပ်လောဟု အမိန်တော်ပါတော့အကျွန်ုပ်ကိုကိုရောထံသို့ဆေလွတ်တော်မူပြီးကိုရောသည်ယခုတိုင်အောင်နားမထောင်ပဲနေပါသည်တကားထာဝရဖီးယားကငါသည်ထာဝရဖီးယားဖြစ်ကြောင်းကိုတင်သည်အဘဲ့တို့တိရမီနီဟုမူကားငါကိုင်သောလန်ဒန်နှင့်မြေကြီးကိုရှာ၍ထိုရေသည်အသွေးဖြစ်လိမ့်မည်မြင့်၌ရှိသောငါတို့သည်တေကြလိမ့်မည် မြည်ရည်လဲနံလိုက်ပြီအေဂုတ်တို့လူတို့ဒီလဲမြည်ရည်ကိုယွန်ချလိုက်ပြီအချောင်းကို ပြန်ပြောလို့ဟုမောရှိအားမိန်တော်မူ၏တပန်ထာရပြားဒီမောရှိကိုမိန်တော်မူဒီကအာယုံအားတင်းအလန်တန်ကိုယူ၍အေဂုတ်တို့ပြည်၌ရှိသော၆ရည်မြည်ရည်အိုင်အင်းရည်ကံရည်တွင်းရည်ရှိသည်များအပေါ်မှာလက်ကိုဆန့်လို့ ထိုယေရှိသမားတို့သည်အသွေးဖြစ်လိမ့်မည်အေဂေါ်တို့ပြည်တစ်လျှောက်လုံးတစ်ခွကြောက်အိုးနိုင်မြမကျွင်းအသွေးရှိလိမ့်မည်အကြောင်းကို ပြောလောဟုမိန်တော်မူ၏မောရှိနှင့်အာယုန်သည်ထာဝရပြမိန်တော်မူသည့်အတိုင်းပြု၍အာယုန်သည်ဖာရောဘရင်ရှိသူ၏ကြိုများရှိမှလှန်တန်းကိုခြိ၍မြေကြီးကိုရိုက်သည်ဖြစ်မြေကြီးရှိသည်များသည် အသွေးဖြစ်လေ၏ မြေကြီး၌ရှိသောငါတို့သည်လည်းတေကြ၍မြေကြီးနံသောကြောင့်အေဂုတ်တို့လူတို့သည် မြေကြီးကို မတောက်နိုင်ကြအေဂုတ်တို့ပြည်တလျှောက်လုံး၌အသွေးနှံ့ပြားလက်ရှိလေ၏အေဂုတ်တို့အမျိုးသားဇီဝဆရာတို့လည်းဇီဝအတက်အားဖြင့်ထိုးအတူပြုတ်ကြ၏ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍ သူတို့ဤစကားကိုနားမထောင်ပဲနေနန်းတော်တို့လှဲ့လေပြန်သွား၍ထိုအမှုကိုနှလုံးမသွင်းပဲနေလေ ထွက်ကအေဂုတ်တို့လူတို့သည်မြေကြီးကိုမတောက်နိုင်တော့ကြတောက်ကြီးကို ရခြင်းကမျက်နာမှာတွင်းတူးကြ၏ထာရဖျားသည် မြေကိုတန်းခတ်၍ခုနှစ်ရက်ကို လုံးစေတော်မူ၏